crypto ကနေတခြားသူတွေလိုအမျက်တွေရချင်တဲ့ ကိုယ့်ရဲ့လဲထဲမှာလဲပက်ဆန်ကဒေါ်လာ100ပဲရှိတယ်ဆိုရင်တောင်ဘလို့ crypto တွေမျိုးကိုဝယ်သိပြီးတော့ကိုယ့်ရဲ့ crypto portfolio တခုကိုဘလို့မျိုးတည်ဆောက်ရမလဲဆိုတာဒီ video မှာမျှဝေပေးပါမယ်ခင်ဗျာပထမဆုံးတစ်ခုကမတူညီတဲ့ crypto တွေကိုဝယ်စုတာပါ crypto တွေကဈေးအတိတ်အကျကျန်တော့မတူညီတဲ့ crypto တွေကိုဝယ်စုသက်ပါတယ်ခုမှကဒေါ်လာ100ပဲရှိတယ်အဲ့ဒီဒေါ်လာ100လောက်ကို crypto တခုထဲမှာထည့်ထားလိုက်တဲ့ဆိုရင်စုံရှုံမှုကအများကြီးပါတယ် ။ဘာကြောင့်လဲဆိုတော့အခက်မဲ့တဲ့လို့ကိုဝယ်ထားတဲ့ crypto ကတခုခုဖြစ်ရင်ရှိသမျှပတ်စံအကုန်ပလုတ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မတူညီတဲ့ crypto အမျိုးအစားတွေကိုခွဲပြီးဝယ်ထားသင့်ပါတယ်။ဥပမာအနေနဲ့ဒေါ်လာ50ကို Bitcoin တမမဟောက် Ethereum လို့တည်ငြိမ်ပြီးတော့နာမည်ကြီးတဲ့ Crypto တွေလိုမျိုးကိုဝယ်စုပါနောက်ထပ်ဒေါ်လာ30ကို Solana တမမဟောက် BNB လို့အလားလားရှိတဲ့ Altcoin တွေလိုမျိုးကိုဝယ်စုပါ ကျန်တဲ့ဒေါ်လာ20ကိုကရှေ့မှာဝယ်ခဲ့တဲ့ crypto တွေကဈေးကျသွားခဲ့မယ်ဆိုရင်အကျဈေးနဲ့ဝယ်လို့ရအောင်အရင်သက် USDT လို့တည်ငြိမ်တဲ့ stable coin လိုမျိုးမှာခွဲပြီးတော့ထားထားသက်ပါတယ် ဒါကကျွန်တော်တို့ရဲ့ portfolio ကိုမတည်ငြိမ်မှုကနေကာကွယ်နိုင်မှာဖြစ်ပြီးတော့ရေးရှိမှာတဖြည်းဖြည်းနဲ့အမြတ်ငွေတိုးလာမှာဖြစ်ပါတယ်။ဒီအချက်တွေက Monetary Food တို့ Coin Tree တို့လိုရုပ်ကြီးရတဲ့ platform တွေကလည်းဒီလိုမျိုးခွဲဝယ်တာကကျွန်တော်တို့ရဲ့ငွေကြေးဆုပ်ရှုံးမှုကိုတည်တည်တသာရှော့ချပေးနိုင်ပါတယ်လို့အကြံပြုထားပါတယ်။တကယ်လို့သာအခွင့်မသားလို့တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်တောင်မှ portfolio ထဲကနေဒီစိတ်တစ်ပိုင်းကိုသာတိခိုက်နိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုက ရုပ်ကြီးရတဲ့ project တွေကိုပဲဝယ်ပါ။ ဘေးလူကပြောလို့ဝယ်လိုက်တာတို့တငယ်ချင်းကညောလို့ဝယ်လိုက်တာတို့မျိုးကကျွန်တော်ရဲ့ပက်ဆံကိုတပားသူရဲ့လက်ထက်ပေးလိုက်တဲ့သဘောဖြစ်ပြီးတော့ဆုတ်ရှုံမှုကအယံများပါတယ်။ဘာကြောင့်လဲဆိုတော့ crypto ဈေးကွက်ကအမြဲပြောင်းလဲနေတာပါ။ကိုရွေးလိုက်တဲ့ crypto ကခိုင်မာတဲ့အဖွဲစည်းကလားလက်တွေအသုံးဝင်မှုရော ကောင်းမွန်တဲ့အခြေလက်တွေရောဘာရီရှိလဲဆိုတာမျိုးကိုသေချာလေ့လာရမှာပါ။ တေချာတဲ့ project ကိုတွေ့ပြီဆိုရင် Binance လိုမျိုးကမ္ဘာကြီးဆုံး crypto exchange တွေမှာ listing လောက်ထားတာရောရှိလားဆိုတာမျိုးကိုစစ်ပြီးတော့မှဝယ်သိပါတယ်ပြီးတော့ ကိုဝယ်မဲ့ project ရဲ့ white paper တွေ GitHub တွေမှာဒါမှမဟုတ် X လို့ social media platform ပေါ်မှာတခြားသူတွေကသူ့ရဲ့ project ကိုဘာတွေပြောထားတာလဲဆိုတာမျိုးကိုသေချာလေ့လာသင့်ပါတယ်။ဒါတွေကိုသေချာလေ့လာမှကျွန်တော်တို့ရဲ့ပတ်စံကအချိန်ကြာလာလေလေပိုပြီးတိုးလာလေလေဖြစ်မှာဖြစ်ပါတယ်။နာဘက်၃ခုမြောက်ကလှုပ်ချုပ်ရေးအကောက်ဖို့လိုပါတယ်။ crypto မှာကလှုပ်ချုပ်ရေးကအတော့ကိုအရေးကြီးပါတယ်။ ဒီလိုလှုပ်ချုံရေးအတွက်အတော့ကိုအစစ်ပြေပြီးတော့လူတိုင်းတွေပါ အသုံးပြုနေတဲ့ Binance လို့ Crypto Exchange ရှိပါတယ်။ လုံချုံရစ်ပို့ပြီးတော့အားကောင်းချင်တယ်ဆိုရင်စင်တီထဲကိုသွားပြီးတော့ security ထဲက 2FA ကိုအခုလိုအမှန်ကြည့်လေးနဲ့အစိမ်းရောင်လေးဖြစ်နေအောင် order ပေးလိုက်ပါဒါကကျွန်တော်တို့ရဲ့ account ကိုတခြားသူတွေအလွယ်တကူခိုးယူလို့မရအောင်ကာကွယ်ပေးနိုင်မဲ့အလွယ်တကူဖြစ်ပါတယ်ပြီးတော့ကိုက trust wallet လို့ withdraw wallet တုံးထားမယ်ဆိုရင် private key တွေကိုလုံချုံတဲ့နေရာမှာမပြောင်းပြအောင် သိထားဖို့လိုပါမယ်ပြီးတော့ online ပေါ်မှာက လူလိတ်တွေကမိုးလိုပေါက်နေတာကြောင့်ဘယ်ကမှမသိတဲ့သူတွေပဲဖြစ်ဖြစ်ကိုနဲ့ရင်းနှီးတဲ့သူပဲဖြစ်ဖြစ်လက်တွေပိုးလာခဲ့မယ်ဆိုရင်မနေကြည့်ဖို့အရေးကြီးပါတယ်နောက်ဆုံးတစ်ခုကအရေးကြီးဆုံးပါအဲ့ဒါကစုပ်ရှုံးနိုင်တဲ့ပမာဏကိုပဲရင်းနှီးမြုပ်နှံသက်ပါတယ်ခရစ်ပတိုဈေးတွေကရေဖန်ရိုက်ခါမှာ ရိုရာကိုစတာစီးနေရတယ်လို့အတိအကျအကြံဖြည့်လေးရှိပါတယ်။တရရတယ်မှာဈေးတွေကတဟုတ်ထိုးတဲ့သွားနေတယ်လို့ရုတ်တရက်ပြိုကျတာမျိုးလည်းဖြစ်နေပါတယ်။ဆိုတော့ကျွန်တော်တို့ထည့်ထားတဲ့ဒေါ်လာတရာကတူးလာတာမျိုးလည်းဖြစ်နေတယ်လို့ရောကျတာမျိုးလည်းဖြစ်နေပါတယ်။တချို့က crypto ဆိုတာပတ်စံအလွယ်ရပြီးတော့ချမ်းသာမြန်တဲ့ပြန်လဲတစ်ခုလို့တွေးထားပြီးတော့တခြားသူတွေမြောက်ပြီးတိုင်းသေချာမလေးလာဘဲနဲ့တွေ့ရမြင်ရဦးကြကြကွိုင်းတွေကိုရှောက်ဝယ်တတ်ကြပါတယ်ဒီလိုမလုပ်သေးပါဘူးပေါ့နော် ကဘာကျော်တတိကြီး whatever fan ပြောသလိုကိုမသိတဲ့အရာတွေမှာရင်းနှီးမြှောက်နှံမှုမလုပ်ပါနဲ့တဲ့ဒါကြောင့်တေချာလေးလာပြီးမှဝယ်ရင်အခြေချလာတာနဲ့အမျှတဖြည်းဖြည်းနဲ့အမြန်ငွေတိုးလာမှာဖြစ်ပြီးတော့ crypto အပေါ်ရုပ်ကြည့်မှုကအရင်ကထက်ပိုပြီးတော့တိုးလာမှာဖြစ်တယ်လို့စစ်စစ်သွားရည်လည်းအစီအပြေမှာဖြစ်ပါတယ်လိလာကြည့်ပါ crypto မှာအောင်မြင်နေတဲ့သူတွေတိုင်းအကြောင်းအရာတွေကိုတေချာလေးလာပြီးမှ ဆစ်ဆက်သွားတာတွေကြီးပါပဲဒါကြောင့်ဘယ်နဲ့ပဲဘယ်ပညာရက်မှာမဆိုကျွန်တော်တို့အနေနဲ့လ ీల အကောင်ဖို့တော့လိုပါတယ်